3D1 stock flower ကတော့ subplan 2မျိုးရှိရယ်เนาะ2မျိုးရှိရယ် deck ရှိရယ်အချို့ရှိရယ်ဒီမှာဒါဒီမှာလေးတို့ပေးထားတဲ့ subplan တွေမှာဒီမှာ deck เนาะဆော့တန်မှာ 3D ဆော့တန်အမျိုးမျိုးရှိရယ် customer လက်မှာဆွဲမယ်ဆိုလို့ရှိရင်တော့ဆော့တန်ကိုအသေးပေါ့နော်ဒီလိုမျိုးအဆောင်အသေးလေးဒီလိုအသေးလေးနေနော်အသေး size လေးထားရအောင်နော်ဒါအလေလက်ဒါပိုကြီးရယ်ရမလားဒီလိုကြီးရဟာခြေမတွေပိုင်းမှာတွားရယ်ရမလားနော်ဒီလိုမျိုးလေးတွေကကြတော့လက်ကလေးလေးမှာသုံးတယ်ရမလားအဲ့ဒါရမလားနော် ဒီလိုအကြီးတွေရှိတယ်နော်ဒါကတော့လုံးဝပကြီကားတွေမှာဆွဲတဲ့ပုံစံမျိုးတွေမှာဆိုဒီလိုဒီလိုအကြီးဆိုင်တွေရှိတယ်နော်ပြရာတွေကတော့ပကြီထဲမှာပဲဆွဲတယ်ဟာနော်လုံးဝပကြီကားချက်တွေမှာဆွဲတာလူလက်မှာမဆွဲလူလက်မှာဆွဲတာဒီလိုဟာလေးတွေပဲဆွဲเนาะဒါလေးတွေကလက်သေးဆိုင်တော်တော်များများမှဒီသေးလေးတွေဝယ်လို့ရတာဒါပကြီဆိုင်မှာဝယ်လို့ရတယ်ဒီလားလုံးဝပကြီနဲ့ပတ်သက်တဲ့ဟာတွေရောင်းနေဆိုတော့ accessory ဆိုင်မှာဒီလိုအကြီးကြီးဝယ်လို့ရတယ်เนาะလက်သေးဆိုင်တွေမှာဒီလောက်အကြီးကြီးတော့နည်းနည်းရှားတယ်เนาะတိတ်မဝယ်ရဘူးဝယ်လို့မရဘူး အဲ့အမှမှာတော့ကြည့်ပြီးတော့မှဒီလိုပန်းနေဆွဲလို့ရမယ်စုပ်ချက်တွေကိုပန်းပေါ်မှုတည်ပြီးတော့မှဒီလိုလေးတွေဒါအခုတော့အခြေခံဆိုလို့ဒီလိုကားငယ်ရစတင်ပြီးမှာနော်အဲ့ပြီးတော့မှမှာတော့ဒီပန်းတွေကိုပေါက်ဖက်ပြီးတော့မှဒီလိုပန်းတွေထွက်လာမယ်နော်ရမယ်အဲ့ဆိုလို့ဒီမှာဒီနေ့စလိုက်မယ်နော်ကားငယ်ဦးမှာအကွေးကားငယ်ဒီကားငယ်ကိုသုံးမယ်ဆိုလို့ရှိရင်ဒဲကားငယ်ရှိရဒါရက်ဒဲတွေနော်ဒါတွေကအကွေးတွေဒီမှာကြည့်လိုက်ကွေးသွားတယ်ကွေးသွားရဲ့ပြီး ဟိုငါးဘက်ပန်းလိုပုံစံမျိုးဟိုဝိုက်လေးဖြစ်သွားတယ်နော်အဲ့ဒါကြတော့အကွေးကားငယ်လို့ခေါ်တယ်နော်ဆိုပါမယ်နော်ဆိုပါဘူးကွာပြီဆိုမိုင်းနေဒါရီရပြီဒီဒီအဲ့မညာသိဆိုဒီပန်းချမ်းကိုသွားပြီဆိုရယ်နော်ဆိုလို့ပြီးပြီဆိုတော့မမတို့ဒီပန်းကိုတက်မယ်နော်ဒီဆိုင်ကမှပန်းကလုံးဝအယောင်ဆက်တာညီပြီဆိုမှဒီလိုပန်းတက်မယ်ဒီလိုအခြေခံပန်းဘေးစိရပြီဆိုဒါလေးမှသွားလို့ရပြီနော်ဒါလေးဆိုဒါလေးပြီးမှလုပ်ပြီးမယ်နော် နောက်ပိုင်းကျလို့ရှိရင်ကျတော့အရွက်ကိုကျတော့စုပ်ပြန်နေသွားတာပြင်မိမယ်အခုကကျတော့ပထမအဆုံးနဲ့ပထမအဆုံးပြည့်ဆိုတဲ့ခါကျတော့ကြောက်သွားမှဆိုလို့မှတော့အခြေခံငါးဘက်ပန်းပုံစံမျိုးလေးနဲ့ဒီလိုစုပ်ပြန်နေတဲ့အရွက်ကိုသွားမယ်เนาะနောက်ရကျလို့ရှိရင်တော့ဒီဟိုစုပ်ပြန်နေသွားထားတဲ့ပုံစံမျိုးလေးသွားမယ်သိရတဲ့တော့เนาะအဲ့လိုဒီလိုသိရတယ်အဲ့လိုသိရတဲ့ကြာနည်းနည်းလေးစုပ်ပြန်နေတာနည်းနည်းလေးခတ်တယ်เนาะ